ားလုံးပဲမင်္ဂလာပါခင်ဗျာ Literature Fi Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးနေတဲ့ဆောင်းပါးကောင်းလေးကတော့ဆရာပေမြင့်ရေးသားထားတဲ့နှလုံးသားအာဟာရရသစာများတတိယအတွင်းမှာဘဝရဲ့အကောင်းဆုံးအခြေများလို့အမည်ရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လည်းဒုတိယဆောင်းပါးကောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာဘဝရဲ့အကောင်းဆုံးအချိန်ကာလများဒီကနေ့ထပ်ပို၍အဖို့တန်သောအရာမရှိပါ ဂါထာအဲ့ဒီနေ့ကဇွန်15ရက်နေ့နောက်နေ့ရက်ဆိုရင်ကျွန်တော်အသက်30ပြည့်တော်မူဘာလို့လို့နေ့ဆယ်စုနှစ်အသက်ထဲရောက်လာတော့မှာပါလားငါဘဝရဲ့အကောင်းဆုံးချိန်ကာလတွေကုန်ဆုံးခဲ့ပြီလားအဲ့ဒီလိုအတွေ့အပြင်ကျွန်တော်ရှင်းလေးသွားမိသည်ဒီတော့ကကျွန်တော်နေ့စဉ်လုပ်နေရှိသည့်အရာများထဲမှာတစ်ခုကအလုံမသွားမီအားကစားခံပါတယ်သွားပြီးလေ့ကျင့်ကစားခြင်းဖြစ်သည်နေ့စဉ်နေ့တိုင်းအားကစားခံနေရောက်ရင်းကျွန်တော်မေဆွေကြီးနီကိုလတ်စ်ကိုတွေ့ရမြင်ဖြစ်သည် နီကိုလတ်စ်ကအသက်89နှစ်ရှိပြီသို့သောအရွယ်နှင့်မလိုက်အောင်ကျန်းမာတန်ဆွမ်းသည်အဲ့ဒီနေ့နီကိုလတ်စ်ကိုနှုတ်ဆက်တော့ကျွန်တော်ခါတိုင်းလို့တတ်တွယ်လက်လက်တက်တွယ်ကြွကြွမရှိအသူတတိပြုမီဘာဖြစ်တယ်လဲမေးသည်ကျွန်တော်ကအသက်30ပြီတော့မီအကြောင်းနဲ့အဲ့ဒီအတွက်အစိုးရင်ပူပန်မိသည့်အကြောင်းပြောပြသည်အဲ့ဒီလိုပြောရင်ကเอ๋งานิโคลัสอัตตะเมียยောက်เองบะโลคันซ้ํามิมะแลไม่ตีวูตุ้ยมิกาตุอาเมกอนตะคุเมมิดี အဘဘဝမှာဘလို့အချိန်ကာလအကောင်းဆုံးအချိန်ကာလလို့ယူဆတယ်လေဗျမင်းကအတွေးခေါ်ပါတယ်မိကုန်ပြီတော့ငါကလည်းအတွေးခေါ်ပါတယ်အဖေပြောရမှာပေါ့နီကိုလတ်ကမဆိုင်မတော်ဆိုသည်ဒီလိုကွာငါဩစတြေးလျမှာကလေးဘွားတော့ငါကိစ္စဝေစားရေးအားလုံးကိုငါမိဘတွေကတောင်းဝန်ယူတယ်ငါ့ကိုသူတို့ပြုစုပြူထောင်ကြတယ်အဲ့ဒီအချိန်ကငါဘဝရဲ့အကောင်းဆုံးအချိန်ဖြစ်ခဲ့တယ် တခါငါเจ้าနေစဉ်ကာလမှာဒီနေ့ကငါတည်နေတဲ့အရာတွေเจ้าကတင်ပြီးလို့တည်ရတရားတွေအဲ့ဒီကာလကလည်းငါဘဝရဲ့အကောင်းဆုံးချိန်ကာလတစ်ခုဖြစ်ခဲ့တယ်။အဲ့ဒီနောက်ငါအလုပ်လုပ်ရတယ်။အဲ့ဒီခါတာဝန်တွေယူရတယ်။ဒါပေမဲ့ငါအားထုတ်လုပ်ကိုင်တဲ့မြတ်အတွက်ငါအကျိုးခံစားခွင့်တွေငါရတယ်။အဲ့ဒီအချိန်ဟာငါဘဝရဲ့အကောင်းဆုံးချိန်ပဲ။နောက်ငါမိမနဲ့တွေ့ချစ်ကြခင်ကြတယ် အဲ့ဒီချိန်ဟာလေငါမဝရအကောင်းဆုံးအချိန်တစ်ခုပဲဒုတိယကမ္ဘာစစ်ဖြစ်တယ်ဆင်မီတောင်လောင်းနေတဲ့ဩစတြေးလျကနေလို့ရကျွရအိုလင်းမယားနှစ်ယောက်အသက်ပြီးအတွက်ပြေးကြရတယ်မြောက်အမေရိကသွားတဲ့တင်မော်ဒဇင်ဘောကိုနှစ်ယောက်သားဘေကင်ရန်ကင်ရောက်သွားကြပြီဆိုတဲ့အချိန်ဟာငါဘဝရဲ့အကောင်းဆုံးအချိန်တစ်ခုပဲနောက်ကနေဒါကိုတို့ရောက်လာတယ်တတိုင်းဝုံဝုံမိသားစုတစ်ခုဖြစ်လာတယ်အဲ့ဒီအချိန်ဟာလေငါဘဝရဲ့အကောင်းဆုံးအချိန်တစ်ခုပဲပေါ့ နောက်ဖခင်တယောက်ဘဝနဲ့သားသမီးတွေကိုပြုစုပြထောင်ရင်းသူတို့လေးတွေကိုမျိုးစစ်ရှိမှကြီးပြင်းကြတာတစိမ့်စိမ့်ကြီးဝင်ရတယ်။အဲဒီကာလကလည်းငါဘဝရဲ့အကောင်းဆုံးအချိန်ကာလတစ်ခုပဲ။အဲ့တော့အခုချိန်မှာရောတဲ့ငါပြောမယ်ကျိုးငါအခုအသက်89နှစ်ရှိပြီ။ဒါပေမဲ့ကျမ်းမာရင်နေလို့ထိုင်လို့ကောင်းတယ်။ငါမိမအောင်လေငါစာတွေ့စဉ်ကလိုပဲချစ်ခင်ကျင်နာနေလို့မယ်။အဲ့တော့ အခုချိန်ကလည်းငါဘဝရဲ့အကောင်းဆုံးအချိန်ကာလတစ်ခုပဲပေါ့ကွာအခုကျွန်တော်ပြပြတဲ့ဆယ်ပြေကလေးဆောင်းမကောင်းလေးကတော့ဆရာကြီးဆရာဖင်မြင်ရေးသားထားတဲ့နှလုံးသားအာဟာရအယတစာများတတိယတွင်မှာဘဝရဲ့အကောင်းဆုံးချိန်ကာလများလို့အမည်ရတဲ့ဆောင်းမကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ပြပြတဲ့ဆက်ပြေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဒီဆောင်းပါးလေးမှာဆိုလို့ရှိရင်အသက်89နှစ်ရှိပြီဖြစ်တဲ့နီကိုလတ်စ်တယောက်ကသူ့ဘဝရဲ့အကောင်းဆုံးချိန်ကာလကိုပြောပါဆိုလို့ရှိရင်သူကသူ့ဘဝ တစ်လျှောက်လုံးမှာရှိတဲ့အချိန်ကာလတစ်ခုချင်းစီကိုသူရွေးပြီးတော့ပြောသားခဲ့ရပေါ့နော်သူရဲ့ကလေးဘဝသူရဲ့ဒီအလောက်ခွင်ဘဝပြီးတော့သူမိသားစုဘဝပြီးတော့အဲ့ဒီမိသားစုဘဝနေသူဒုက္ခရောက်တဲ့အချိန်မှာသူဘယ်လိုမျိုးလွတ်အောင်ပြေရှောင်ခဲ့သလဲပြီးလို့ရှိရင်သူရဲ့အသားသမီးတွေနဲ့ကြုံတွေ့ရတဲ့ဘဝလေးဒီရာလေးတွေကိုသူဒီဆောင်ပါလေးထဲမှာရှင်းတာထားတာကိုတွေ့ရပါတယ်ဒါပေမဲ့ဒီလူတစ်ယောက်ရဲ့အမြင်ပေါ့နော် ကိုယ့်ရဲ့လက်ရှိကြုံတွေ့နေရတဲ့ဘဝထဲမှာကိုယ့်ရဲ့အကောင်းဆုံးအချိန်ကာလဆိုတာကကိုယ့်ရဲ့ခံယူချက်နဲ့ကိုယ့်ရဲ့အမြင်ပေါ်မှာပဲမူတည်တယ်လို့ကျွန်တော်တို့ထင်ပါတယ်။အဲဒါကြောင့်မို့လဲဒီဆောင်းပါးလေးထဲမှာနီကိုလတ်စ်ယောက်ကသူ့ရဲ့ဘဝတစ်ချောင်းလုံးမှာသူဖြတ်တန်းခဲ့ရတဲ့အချိန်ကာလတွေမှာပြောရရင်တော့သူသူ့ဘဝကိုသူစိတ်ပြအားငယ်နေတာတွေငင်းငွန်းနေတာတွေမရှိဘဲနဲ့သူဘာပဲကြုံရကြုံရကြုံတဲ့အပေါ်မှာဒီအကောင်းမြင်စိတ်ကလေးတစ်ခုနဲ့နေထိုင်ခဲ့လို့ပဲ သူ့ရဲ့ဘဝအကောင်းဆုံးအချိန်ကြီးရသူ့ရဲ့ငယ်ဘဝဟာနေအခုအသက်ကြီးလာတဲ့89နှစ်အထိဒါဘဝတစ်ချောင်းလုံးမှာသူ့ရဲ့အကောင်းဆုံးအချိန်ကြီးလို့ပြောလို့ရတာပဲဖြစ်မှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဘဝမှာလည်းကျွန်တော်တို့ရဲ့အကောင်းဆုံးအချိန်ကာလလို့ပြောပါဆိုလို့ရှိရင်ကျွန်တော်တို့တွေဖြတ်တန်းခဲ့ရတဲ့နေ့စဉ်ဘဝမှာကျွန်တော်တို့အကောင်းမြင်စိမ့်နေတာကျွန်တော်တို့နေ့စဉ်ဖြတ်တန်းကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြုံနေကြုံတွေ့နေရတဲ့ကျွန်တော်တို့ဒီဘဝဖြစ်စဉ်တစ်ခုလုံးဟာကျွန်တော်တို့အတွက် အကောင်းဆုံးအချိန်ပဲလို့ကျွန်တော်တို့ပြောလို့ရနိုင်မှာဖြစ်ပါတယ်။အားကြောင့်မလို့ဒီလိုမျိုးဆောင်းပါးကောင်းလေးတွေပါရင်ဆရာဖေမင်းရဲ့နှလုံးသားအာရာယတစာများတရားတွဲဝင်ရင်းဆောင်းကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature fee channel လေးမှာတက်တွန်းလိုက်ပါတယ်ခင်ဗျာ။နားဆင်သူများအားလုံးဘေးရန်ကတဲ့ကင်းငင်ကြပါစေ။ဒေါ်တာခတ်တဲ့ကင်းငင်ကြပါစေ။စီးရင်ခတ်တဲ့ကင်းငင်ကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။သားစင်သူများအားလုံးဘီရင်ကြောင့်ကြအစီရင်ခင်၍ကိုစိန်နှဖျားကျမ်းမှချမ်းသာကြပါစီ ခေါင်းကျိုးတွေရဆန္ဒများလေးတလုံးတော့အပြည့်စုံကြပါစေလို့ကျွန်တော် Electricia Fee Channel လေးမှာနာဆင်ပေးခဲ့ချသူတူဦးတယောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။